မင်္ဂလာပါရှင်ညီမတို့နေ့စဉ်အင်ချမ်းမြေကျိုးဆောင်မှာ26ရက်လေးလ2025မှာငလင်ဘေးတံမှာထိခိုက်ဆုံးရှုံးမှုတွေရှိခဲ့တဲ့မန္တလေးတိုင်းစိတ်ကမြို့နယ်စိတ်ကြရချေးရွာကိုတွားရောက်လူတန်းခဲ့ပါတယ်ရှင်စိတ်ကြရချေးရွာမှာဆိုရင်နေအိမ်ထိခိုက်ဆုံးရှုံးသွားတဲ့အိမ်အောင်စုက22စုရှိပြီးတော့အနည်းငယ်ထိခိုက်ဆုံးရှုံးသွားတဲ့အိမ်အောင်စုကတော့32စုရှိပါတယ်ရှင်အဲ့လိုနေအိမ်ထိခိုက်ဆုံးရှုံးသွားတဲ့အိမ်အောင်စု22စုကိုညီမတို့နေ့စဉ်အင်ချမ်းမြေအကျိုးဆောင်နဲ့တကွမိတ်ဆွေမိသားစုတွေကနေမှာတအိမ်အောင်စုလျင်9သိန်းကျပ်နှုန်းနဲ့စုစုပေါင်း3130တိတိကိုလူတန်းခဲ့ပါတယ်ရှင် အနည်းငယ်ထိခိုက်ဆုံးရှုံးမှုရှိရဲ့32စုကိုတော့ညီမတို့အနေနဲ့တဲ့အိမ်အောင်စုလျင်9000လုံးနဲ့16သိန်းတိတိလူတန်းခဲ့ပါတယ်ရှင်။နောက်ပြီးကြတော့ညီမတို့ဒီရက်ရွာတာရေးအတွက်ဆိုပြီးတော့ညီမတို့အဲ့ဒီရက်ရွာတာရေးအတွက်ဆိုပြီးနောက်ထပ်ရွာကို9သိန်းထပ်မံလူတန်းခဲ့ပါတယ်ရှင်။ရွာထဲမှာရှိတဲ့ပရာဟိတကိုလည်းညီမတို့ထပ်မံပြီးတော့2သိန်းလူတန်းခဲ့ပါတယ်ရှင်။ညီမတို့ဒီစင်ငိုင်ကျေးရွာစိတ်ကြရအုပ်စုကိုလိုက်ပို့ခဲ့ပေါ်လိုက်ပါဆောင်ရွက်ကူညီပေးခဲ့တဲ့လူတန်းဖို့အတွက်လိုက်ပါဆောင်ရွက်ကူညီပေးခဲ့တဲ့ဖြူစင်မြတ်တာပရာဟိတအသင်းကိုလည်းညီမတို့မှာနောက်ထပ်9သိန်းချက် တိထပ်မံလှူဒါန်းခဲ့ပါတယ်ရှင်စုစုပေါင်းညီမတို့အင်ချန်မြင်မယနေ့138သိန်းတိတိညီမတို့အင်ချန်မြင်နဲ့သူမိတ်ဆွေများရဲ့အလူလေးဖြစ်ပါတယ်ရှင်ညီမတို့ယနေ့ပြုလုပ်သမျှကုသိုလ်နှင့်ဖို့ပါကအပေါင်းကိုညီမတို့ထမင်းရှင်အပေါင်းနဲ့တကွာခုနှစ်သားသမီးပေါင်းအားလုံးထပ်တူရကြပါစေရှင်မြမပီကြီးအမြန်အေးချမ်းပါစေရှင်